မြန်မာလူမျိုးမဟုတ်ပေမဲ့ငလင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုမျက်ကွယ်မပြုတ်ပဲကိုကြီးလူတန်းပေးနေတဲ့ကိုရီးယားဘလော့ကောင်အားလုံးပဲမိင်္ဂလာပေါင်းဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကလှပကရုံးရဒလိများပြားတဲ့အတွက်နိုင်ငံသားတော်တွေရဲ့အယုံဆိုင်ချင်းကိုခံရကလဲလာသူတွေလည်းများပါတယ်ဒီနှစ်ပိုင်းအတွင်းမှာတော့ချင်းနေတွေအရနိုင်ငံသားခီးတယ်တွေကလည်းနည်းနေတာပေါ့အနည်းဆုံးကတော့မြန်မာနိုင်ငံရဲ့နေထိုင်မှုပုံစံတွေကိုလာရောက်ကအမှတ်တမ်းတင်ကြတာဖြစ်ပါတယ် ဘလ28ရက်နေ့ကလှောက်ခိုက်ခဲ့တဲ့ငလျင်ချိန်မှာနိုင်ငံသားတချို့ကလည်းမြန်မာနိုင်ငံမှာရှိနေတာပေါ့ဘလော့ဂါအများစုကရောက်ရှိနေတာဖြစ်ပြီးငလျင်ဘေးကအရန်ကိုပြင်းထန်သွားတဲ့အတွက်တချို့ကတော့ချက်ချင်းဆိုသလိုနိုင်ငံကိုအရောက်ပြန်သွားကြပါတယ်ဒါပေမဲ့ကိုရီးယားဘလော့ဂါတူဖြစ်တဲ့အောင်တူအင်မြန်မာကတော့မြန်မာနိုင်ငံမှာသာဆက်နေနေခဲ့တာပေါ့ မလ28ရက်နေ့ငလျင်လွတ်တဲ့ချိန်မှာပျက်စီးမှုတွေကိုကြည့်ပြီးကိုရီးယားဘလော့ဂါအောင်သူမလည်းရန်ကုန်ဝန်ထဲနေပါတယ်။သူအနေနဲ့အခုလောမြန်မာလူအများဒုက္ခရောက်နေတာကိုမကြည့်ရသလုံးမသိချင်အောင်ဆောင်ကလည်းမနေနိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့ကိုရီးယားလူမျိုးတယောက်ဖြစ်ပေမဲ့မြန်မာလူမျိုးတွေကိုဖိမကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ငလျင်ဘေးဆဖြစ်တဲ့အချိန်မှာကလေးကအောင်သူဟာကိုရီးယားကအသိမိတ်ဆွေတွေတချို့စီကနေမြန်မာနိုင်ငံငလျင်ဘေးအတွက်အလူငွေတွေကောက်ခံပေးပါတယ်။ကိုရီးယားလူမျိုးတွေကလည်းမြန်မာလူမျိုးတွေကိုစာနာထောက်ထားသောအဖြစ်အလူငွေတွေကိုကုပေးကြတာပါ။ ဒါကြောင့်မို့အောင်တို့ကငလင်ဘေးသင်းတဲ့နေရာတွေကိုကိုယ်တိုင်သွားရောက်ကလူတန်းပါတယ်။တကယ်ဒုက္ခရောက်နေတဲ့သူတွေကသာအလေးထားကလိုက်ကူညီနေတာပါ။ဒါအပြင်ငလင်ဘေးမှာကူညီပေးနေကြတဲ့ Brighter အသင်းတွေကိုသေချာမေးကောင်အောင်တို့ကပေါင်းပြီးလူတန်းပေးနေကြတာဖြစ်ပါတယ်။ပစ္စည်းတွေကိုကိုယ်တိုင်ပြင်ဆင်ကတကယ်လိုအပ်တဲ့နေရာတွေကိုရောက်အောင်လူတန်းပေးနေတာပါ။ မန္တလေးနဲ့သခိုင်းဒေသတွေကအဓိကသွားကနှက်ဆောင်လှုပ်ထမ်းပေးခဲ့တာဖြစ်ပါတယ်။တမီသားစုချင်းစီလှုပ်ထမ်းပေးရတဲ့အတွက်ဘလော့ဂါအောင်သူအနေနဲ့လည်းပင်ပန်းဆင်းရဲတာမျိုးရှိပါတယ်။အစားတောင်းနေထိုင်ဆင်းရဲပေမဲ့လည်းမြန်မာလူအများကိုကုညင်နေရတာရင်ကိုပျော်ရွှင်လို့နေပါတယ်။ကိုရီးယားလူမျိုးတွေကမေတ္တာကြီးမားတဲ့အကြောင်းကိုဘလော့ဂါအောင်သူကမေတ္တာတွေကိုချပြထားခဲ့တာဖြစ်ပါတယ်။ဒုက္ခရောက်နေသူတွေကနေကမြင်တွေ့ခဲ့ရတဲ့အချိန်မှာကိုအောင်သူအနေနဲ့စကားနဲ့ပြောပြလို့မရအောင်ကိုဝမ်းနဲ့နေခဲ့တာပါ။ ဒီလောက်တောင်အဖြစ်ဆိုးသွားရသလားဆိုပြီးဝန်ထဲမျက်ရည်ကျကကိုကြီးပေးခဲ့ရလို့ဖွင့်ရထားပါတယ်။ကိုရီးယားလူမျိုးတွေကိုစားလှူဒန်းပေးရတဲ့အတွက်လဲကိုရီးယားဘလော့ဂါကဝန်တာပီတီဖြစ်နေတာပါ။ကိုအောင်သူဟာမြန်မာစကားကိုလည်းပြောတတ်အောင်လေ့ကျင့်သင်ယူထားပါတယ်။စကားကိုပီတတ်အောင်တော့မပြောတတ်ဘဲမပီတပီနဲ့ပြောကောင်းငလျင်ဘေးသင့်ပြည်သူတွေကိုလည်းအားပေးစကားတွေပြောခဲ့ပါသေးတယ်။လူတွေကွယ်လွန်ကဒုက္ခရောက်ကြတဲ့အပေါ်မှာစိတ်မကောင်းဖြစ်ရသလိုရှင်းအောင်အမွေနှစ်တွေပြည့်စည်သွားတဲ့အပေါ်မှာလည်းနှမျောတတ်တာဖြစ်နေတာပါ။ မြန်မာလူမျိုးတယောက်မဟုတ်ဘဲကိုရီးယားလူမျိုးတယောက်ဖြစ်ပေမဲ့ရှင်းအောင်ဇေဒီပထိုးတွေပြိုကျသွားတာကကြီးမားတဲ့ဆုံးရှုံးမှုကြီးဆိုပြီးစိတ်မကောင်းဖြစ်နေတာပါ။တိုင်းလာတဲ့မြန်မာနိုင်ငံကြီးကပြင်းထန်တဲ့ငလျင်ကြောင့်ပျက်စီးဆုံးရှုံးသွားရတာတွေအတွက်နှမျောတသဖြစ်ရကြောင်းလည်းရင်ဖွင့်ထားခဲ့ပါတယ်။မြန်မာလူမျိုးတယောက်မဟုတ်ပေမဲ့ငလျင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုမျက်ကွယ်မပြုဘဲကိုငြီလူတန်းပေးနေတဲ့ကိုရီးယားဘလော့ဂါပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခေါမမပြပြခဲ့ပါအောင်ရှင်။အဆုံးထိကြိရှိပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။